ဘယ်ကိစ္စပဲလှုပ်လို့အခက်ခဲဆိုတာကြုံတတ်တယ်။အဲ့ဒီကြုံလာတဲ့အခက်ခဲတွေကိုဖြတ်ကျော်ဖို့ဆိုတာလူတွေမှာသိခံရတဲ့အနေအထားမျိုးတွေရှိတယ်။ဘာတွေကိုသိခံရတာတော့လို့ဆိုရင်ယာတိဥရုဒံကိုသိခံရတယ်။ကိုယ်နဲ့ဆက်ဆံတဲ့ပုဂ္ဂိုလ်တွေရဲ့အပျော်ဆုံးကိုလည်းသိခံရတယ်။ယောဂဝေဒနာဖြစ်ပေါ်လာလို့ရှိရင်လည်းယောဂဝေဒနာကိုသိခံအဲ့ဒီသိခံမှုဆိုတဲ့မျိုးစုံအောင်သိခံ။ အခက်အခဲတွေမှန်သမျှတွန်းလှန်နိုင်ဖို့အတွက်သီခံခြင်းဆိုတာအရေးကြီးတယ်။ညာတော်ဖြင့်သီခံတယ်ဆိုတာလူတွေကတပည့်သားကကိုယ်စော်ကားတာကိုငုံခန္ဓာကိုပဲသီခံတယ်လို့ထင်တာ။တကယ်ကတော့သီခံမှုဆိုဒီမှာစိတ်နှလုံးမတုံ့လောက်ပဲနဲ့ပကတိအနေထားမပြတ်အောင်ကိုယ်စိတ်ကို ထိန်းချုပ်နိုင်တဲ့စွမ်းရည်တတ္တိတစ်မျိုးကိုသီခံတယ်လို့ခေါ်တာ။ အဲ့ဒါလို့မဟုတ်ပဲနဲ့ငုံခံယုံခံပြီးတော့စိတ်ထဲကမကြည်မနှက်ဖြစ်နေတိခဏ်ခြင်းဆိုတဲ့ခန္တီမဖြစ်ဘူးတိခဏ်ခြင်းဆိုဒီမှာအေးကိုယ့်ကိုစော်ကားလည်းပဲဒီစကားကိုဖြောက်လိုက်တယ်ချက်ချင်းပဲပြန်ပြီးတော့လက်ခံစဉ်းစားတာတွေးတောတာတွေမလုပ်ဘူးတွေးတောတာမလုပ်ဘူးဒါဟာတိခဏ်အပူဒံအေးဒံဆာလောင်နဲ့ဒါနေခက်ခဲပင်မမှုတွေအကုန်တိခဏ်